လူတွေရဲ့နေ့စဉ်လူနေမှုဘဝတွေဟာပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းဆိုတဲ့လောကနေရာမှာတရားတွေနဲ့ပြည့်နှက်တွန်တွဲလို့နေနေကြတာကိုဖြစ်ပါတယ်။လူတိုင်းလူတိုင်းဟာဒီလိုလောကရဲ့အဆိုးအကောက်အချို့အကြောင်းတွေကိုကိုချင်းလည်းရပုံဝန်ချင်အနေထားရအကောင်းဆုံးကြော်ဖြတ်နေကြရတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုအဖြစ်အပျက်တွေကို ဖြည့်သိမ့်ပျောက်ွယ်ပေးနိုင်စွမ်းတဲ့အရာကတော့ဂီတဖြစ်ပါတယ်။ဒီလိုလူကြီးလူငယ်လူလက်မချမ်းကြားမအရွယ်မရွေးမျက်နှာခုံမင်စွာတံပိုးထားလာကြတဲ့ဂီတကိုရှင်းနေပေါင်းများစွာကလေးကကဘာပေါ်မှာထင်ရှားကြော်ကြားခဲ့ခြင်းကတမိုင်းတက်တည်သူလျက်ရှိပါတယ်။ဒီလိုထင်ရှားကြော်ကြားလူကြိုက်များခဲ့တဲ့ဂီတကိုကမ္ဘာနိုင်ငံတွေကထုတ်လုပ်လျက်ရှိကြသလိုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှင်းနေပေါင်းများစွာကလေးကအမျက်တလို့တံပိုးထားပြီးထုတ်လုပ်နေကြတာပဲဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးသူတွေဂီတကိုတံမိုးထားသူတွေအများပြားရှိကြသလိုထို့သောသူကလည်းဥမတော်မှသီလဆောင်နိုင်မယ်ဆိုတဲ့ဆိုလိုစကားအတိုင်းကျွန်းကိုင်းပြီးကိုင်းချုံပြီးဝါသနာကတစ်ဖက်ဝမ်းရည်ကတစ်ပုံဆိုသလိုစီးပွားဖြင့်ထုတ်လုပ်နေကြသူတွေလည်းရှိပါတယ်။အဲ့ဒီလိုထုတ်လုပ်တဲ့နေရာမှာထူးခြားမှုအနေနဲ့ကတော့လက်မှုအတက်ပညာကိုသာအသုံးပြုပြီးထုတ်လုပ်နေခြင်းကပြည်တွင်းပြည်ပဝါသနာရှင်တွေဂီတမြတ်နိုးသူတွေအတွက်တံမိုးဖြတ်မရတဲ့ မြမအမှုတုကုမာတရပဲဖြစ်ပါတယ်ဒီလိုပညာရက်တွေနဲ့ဂီတာကိုအတိတ်အတက်မိုးဝမ်းကြောင်းတစ်ခုဖြစ်ဒီကနေ့ထစ်တန်အောင်အောင်မြင်စွာထုတ်လုပ်နေကြသူတွေကတော့စကိုင်းနိုင်ဒေတာကြီးစကိုင်းမြို့မင်းဆန်ရက်ကွက်ကဂီတာကိုမျက်နှာသူတွေပဲဖြစ်ပါတယ်ဒီကနေ့တန်အောင်ဂီတာလိုဆိုလိုက်တာနဲ့စကိုင်းနဲ့ဂီတာခွဲမရတော့အောင်ထင်ရှားကြော်ချခဲ့ခြင်းကစကိုင်းမြို့ရဲ့ဂီတာထုတ်လုပ်မှုတမိုင်းကြောင်းဘလောက်ထိရှည်ကြားခဲ့တယ်ဆိုတာကိုသိရှိစေနိုင်ပါလေဖြစ်ပါတယ် ဂီတာကကျွန်တော်တို့စကိုင်းဂီတာဆိုပြီးတော့မှဖြစ်လာတာကတော့1980ဒါဝင်းကျင်တော့မှဥကျော်သိန်းဆိုတဲ့ပုဂ္ဂိုလ်ရပါနဲ့စတင်ခဲ့တာပေါ့လေစတင်ခဲ့ပြီးတော့မှဒါလက်ဆင့်ကန်တည်ဆောင်လာပြီးတော့မှကျွန်တော်တို့ဒီနေ့ဒီအချိန်အထိဒါဥကျော်သိန်းဆိုတာကဂီတာကိုစကိုင်းဂီတာကိုရေလို့ဖြစ်လာတာဆိုတာကလည်းဥကျော်သိန်းစူးစမ်းအထောက်အမှုတွေပေါ့ထုံနည်းတူပါပဲကျွန်တော်တို့နောက်မျိုးဆက်တွေကလည်းဆက်ပြီးတော့မှဒီ ဒီတွင်ကြံစပြီးတော့မှကောင်းအောင်ကြိုးစားနေလို့ဒါဒါနောက်ဒီအခုချိန်ကြီးစကိုင်းဂီတာဆိုပြီးတော့နာမည်ဟာအခုချိန်ကြီးဒါနာမည်ကောင်းတဲ့အောင်မြင်နေတာပေါ့နော်ကျွန်တော်လုပ်ခဲ့တာတော့1996ခုနှစ်ကဆိုတော့အခုဆိုတော့24နှစ်ရှိပြီပေါ့1996ခုနှစ်ကအဲဒိုစင်တော့ကလုပ်ခဲ့တာကတော့စတဲ့အောင်ပြီးတဲ့အချိန်အဲကောအလုပ်လုပ်ချင်တဲ့စိတ်တစ်ခုရယ်ရှိတာပေါ့အလုပ်ချင်တဲ့စိတ်ရှိတဲ့အတွက်ကျွန်တော်အဲ့တော့ဘာလုပ်မလဲဆိုပြီးတော့စဉ်းစားရင်းနဲ့နောက်ဆုံးတော့ကိုနိုင်တဲ့အလုပ်လေး စာလုတ်ခဲ့ရတာပေါ့လေအဲ့တဘောပါဒဂိုင်းမြို့မှာထုတ်လုပ်နေတဲ့ဂီတာတွေရဲ့နာမည်ကြီးလူကြိုက်များခြင်းကအသုံးပြုတဲ့ကုန်ကျန်းကအစထုတ်လုပ်မှုနည်းစနစ်တွေဟာတည်သက်တိကျမှုရှိနေခြင်းဖြစ်ပါတယ်။ဂီတာတစ်လက်တည်သက်လှပပြီးတာယာနာပြောပွဲအတန်ထွက်ဖို့ဆိုတာဟာအစစ်တိုင်းမှာအရေးကြီးဆောင်ရွက်ကြရတယ်လို့

ကတော့ကျွန်တော်တို့1 1တို့3 1တို့ပေါ့เนาะဒီလိုတူလေးတွေကိုကျွန်တော်တို့ကလက်တံအတွက်အသုံးပြုတာပေါ့ဒါကကျွန်တော်တို့ finger book အတွက်ကျွန်တော်ကျွန်တော်တင်မာသားကိုသုံးတယ်ပြင်ကလို့တို့သင်းဝင်လို့ပေါ့เนาะဒီ avenue wood တွေဒါကိုသုံးတယ်အဲဒါတော့ဒီတစ်တွေကကျွန်တော်ကျွန်တော်တို့ရခင်ကတော့ AR တွေမြက်ကန်းဘေးမှာဖောင်နေစိုက်တာပေါ့တစ်ဖောင်နေစိုက်တဲ့အတွက်ဒီတစ်ဖောင်တွေကနေပြီးတော့မှဒီဟာလေးတွေအတူထွာလေးတွေပါလာတာပေါ့အဲပါလာတဲ့အတူထွာလေးတွေကိုပဲအဲပွဲစားတွေကရောင်းကြဝယ်ကြပေါ့ဒီလိုနဲ့ပဲကျွန်တော်တို့ကအသုံးကြရတာပေါ့နော် အများစုကတော့ကျွန်တော်တို့ဒီပြပအနေပြီးတော့မှဂီတာလုံးလုံးကအဲကျွန်တော်တို့ကလက်တန်ရယ် finger bow ရယ်ပဲရှိတော့တယ်ကျွန်တော်တို့ပြည်တွင်းက copy စီဆိုတာကဂီတာလုံးလုံးဒီနိုင်ငံခြားအလာတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ကလုတ်တဲ့အဆင်မဲ့ရှိတော့တယ်ခါဆော့ဆော့ပါတယ် funny ဒီကျွန်တော်တို့ဒီအထက်သားဆိုလို့ရှိရင်လည်းပြည်ထဲမှာရှိနေတဲ့အထက်သားတွေကဗီယက်နမ်တို့မလေးရှားတို့လာတာရှိတယ်နိုင်ငံခြားကပဲဝယ်ရတဲ့အခါမှာကျွန်တော်တို့ပြည်တွင်းကဒါဝင်ကျွန်တော်ပြည်တွင်းကငွေလည်းစီးစင်းတာပေါ့လေ ကျွန်တော်ကြတော့ကျွန်တော်ဒီကုံညမ်းမှာလည်းကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိပါတယ်။ဒါလေးကလည်းကျွန်တော်တို့တော်တော်စကိုင်းကစ်တာနိုင်ငံတကာထုတ်ဖောက်ဖို့ဆိုရင်တော့အင်မတန်အရေးကြီးတဲ့အချက်ပါပဲ။ဒီကုံညမ်းပြဿနာပေါ့နော်။အဲ့တော့ဒီတစ်တွေကိုကျွန်တော်လွတ်လပ်လပ်ဝေယူခွင့်ရဖို့ကျွန်တော်လွတ်လပ်စွာသုံးဆွဲခွင့်ရှိဖို့ပေါ့။အဲ့တော့ဒါကကျွန်တော်ကကျွန်တော်တူးတဲ့အနေနဲ့ပြောတာမဟုတ်ပါဘူး။ဒီကစ်တာလုံနေတဲ့လူမှန်ရင်တော့ဒါဒီဂီတာသမားတွေရဲ့အနေအထားကိုကြည့်ပြီးတော့မှစကန်ဂီတာထုတ်လုပ်နေတဲ့လူတွေရဲ့အနေအထားကိုကြည့်ပြီးတော့မှတင့်တော်တဲ့ ဒါဥပဒေလေးတွေထုတ်ပြန်ပြီးတော့မှပေါ့လေဒါလုတ်ပြီးတင်တဲ့အနေထားပေါ့ဘာလို့လဲဆိုကျွန်တော်တို့လုပ်ငန်းကနေပြီးတော့မှအလုပ်ကံခွန်လည်းအများကြီးရနေတာဟုတ်ဖြစ်တဲ့အတွက်အဲနောက်တစ်ခါနိုင်ငံခြားဝင်ငွေလည်းရှာပေးနိုင်တဲ့အနေထားလေးရှိတာပေါ့လေဆိုတော့ခါမှာဒါကိုလည်းအစိုးရကနေပြီးတော့မှအတိမပြုအားပေးတယ်မယ်ဆိုလို့ရှိရင်တော့သူကကျွန်တော်တို့လုပ်ငန်းတွေအတွက်တော့အင်မတန်အလားလာကောင်းပါပါ ိုးရင်ခစ်တွေတုန်းကတော့အုံပြုတဲ့တင့်နဲ့အထက်သားတွေကိုပြည်တွင်းကကုန်ကျန်းတွေကိုအုံပြုကြပြီမဲ့ခစ်ကလာကြာမြင့်လာတာနဲ့အမျှနိုင်ငံခြားကဝင်ရောက်လာတဲ့ကုန်ကျန်းတွေပေါ်မြလာတဲ့အတွက်လက်မှုနဲ့နှီးပညာကိုပေါင်းဆက်ပြီးကိုပိုင်ဟန်နဲ့ထုတ်လုပ်နေကြတာဖြစ်ပြီးတော့ကုန်ကျန်းတွေကိုတော့ပြည်ပကနေမှာယူတင်သွင်းလုပ်ကင်နေကြတာလည်းဖြစ်ပါတယ် ထမဆုံးအနေနဲ့အထက်သားကိုကျွန်တော်တို့တင်တော်တဲ့အထက်သားပေါ့နော်တင်တော်ထက်သားဆိုတော့ကျွန်တော်တို့ဈေးနှုန်းအလိုက်ပေါ့လေအထက်သားကိုကျွန်တော်တို့အသုံးပြုတယ်ဒါကျွန်တော်တို့ပြည်ထဲမှာရှိတဲ့အနေထားဆိုလို့ရှိရင်ရှစ်ပေလေးပဲအထက်သားပေါ့ရှစ်ပေလေးပဲအထက်သားကိုကျွန်တော်တို့ကဒီဂီတာရဲ့လိုအပ်တဲ့ size ပေါ့နော်၃လက်မ၃မလား၄လက်မ၃မလား၅လက်မ၃မလားဆိုတော့ဒီဂီတာရဲ့ size ကိုကျွန်တော်တို့ကယူတယ်ဖြတ်တယ်ပေါ့နော်ထက်သားကိုဆက်နဲ့ဖြတ်တောက်တယ်ပြီးပြီဆိုတော့မှကျွန်တော်တို့ကအဲ့ဒီဖြတ်တောက်ထားတဲ့ထက်သားကိုကျွန်တော်တို့က ခွေထဲမှာပုံခွေထဲမှာမိုးထဲမှာထည့်ပြီးခွေးလို့ရအောင်ကျွန်တော်တို့ကတင့်တော်တဲ့အနေထားရအောင်ကျွန်တော်တို့ပါရတယ်ပေါ့လေပါပြီးပြီဆိုတော့မှကျွန်တော်တို့မိုးထဲကိုထည့်ခွေးတယ်ပြီးပြီဆိုတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့အပေါ်ဘလော့တုံးအောက်ဘလော့တုံးကျွန်တော်တို့ဘလော့တုံးတွေကတ်မယ်ပြီးရင်လိုင်းနာတွေကတ်မယ်ဒါတောင်းတရပါတော့เนาะ

တီထွင်သူတွေကတော့သူတို့ဖန်တီးလိုက်တဲ့ဂီတာတလုံးရဲ့အရေးသွေးကောင်းမွန်စေဖို့အတွင်းဘတ်တန်ထည့်တာကအစတေသက်တိကျစွာထည့်ပေးရတာလည်းဖြစ်ပါတယ်အတွင်းမိုင်းကိုတက်စီရမှာလဲလက်တံနဲ့ချိတ်ဆက်ပြီးအပေါ်ဘလောက်တုံးနဲ့ကျိုးတက်တိခတ်နိုင်မှုအတွက်အောက်ဘလောက်တုံးတွေကိုထည့်ပေးရတာမျိုးလည်းရှိပါတယ်ဒီလိုမျိုးအတွင်းသားကိုစိတ်ချပြုလုပ်ပြီးပြီဆိုရင်တော့ကတ်ထားတဲ့ကော်ရီမြဲစေဖို့အပူချိန်35ဒီဂရီလောက်မှာနှစ်နာရီလောက်ကြာအောင်အချောက်ခံထားရပြန်ပါတယ် ဒီလိုအချောက်ခံထားလို့ရပြီဆိုရင်တော့မိုးကနေထွက်လာတဲ့အဆင်ကိုရောက်ရှိပြီးအသင့်ပြုတ်လုထားတဲ့လက်တံနဲ့ချိတ်ဆက်ပေးရမှာပါဒီနေရာမှာလည်းလက်တံပြုတ်လို့သူကဂီတာရဲ့ site အကြီးသေးပေါ်မူတည်ပြီးတေးတေးတက်တက်ပြုတ်လို့ပြရတာပါချိုးသားကိုအသုံးပြုရတာဖြစ်ပြီးပထမဆုံးချိုးသွားအောင်လို့ရွေပေါ်နဲ့ထိုးညီပေးရပါတယ်အပီရောမှာလက်တံအတွက်15လက်မှတစ်ချောင်းကိုအသုံးပြုထားမယ်ဆိုရင်ခေါင်းပိုင်းကို10လက်မှ9လက်မှရှိတဲ့တစ်ချောင်းကို

ဲ့လိုချိတ်ဆက်လို့လက်တံအချမ်းရလာပြီဆိုရင်တော့လက်တံချောမွတ်သွားစေဖို့ကြောက်ချောဆက်နဲ့ချောပေးရပါတယ်လက်တံပြုတ်လို့ပြီးပြီဆိုရင်တော့အသင့်ဖြစ်ပြီးသားဂီတအိုးနဲ့ချိတ်ဆက်ရပါဦး တက်တဲ့နေရာမှာလဲအသင့်ပြုတ်လို့ပြီးသား finger bone နဲ့အသေးချာတိုင်းထွာပြီးချိတ်ဆက်ပေးရတာမျိုးဖြစ်ပါတယ်။ဒီနေရာမှာတော့မြဲမြံစေဖို့အတွက် school နဲ့ core နှမျိုးစလုံးကိုအသုံးပြုပေးရပါတယ်။ finger bone ပြုတ်လို့တဲ့နေရာမှာတော့ပုံမှန်တိခတ်ခြင်းတွေအတွက်နှက်ဆက်တစ်ပါးနဲ့ တီးဝိုင်းပေါ်တိကတ်ချင်တွေအတွက်24ပါအပြည့်ဆိုပြီးတော့အတိုင်းထွာကိုတည်တည်ချာချာတိုင်းထွာပြီးတော့ကိုရာသားပုံပေါ်ပြရတာလည်းဖြစ်ပါတယ်အဲ့လိုတိုင်းထွာပုံပေါ်ပြီးပြီဆိုရင်တော့လက်တံပေါ်မှာစကူကိုအသုံးပြုပြီးတော့ကပ်ပြရမှာပါဒီလိုနဲ့ချိတ်ဆက်တက်ဆင်ပြီးလို့ဂီတာအချမ်းတွေရလာပြီဆိုရင်တော့ ဆောင်းနှိုးလို့ခေါ်တဲ့အတန်အိုးကိုထပ်မံထွင်းဖောက်ပေးရပါမယ်။အစင်းနဲ့စင်းနဲ့ပြီးပြီဆိုရင်တော့တက်သားမှာပါလာတဲ့အနာစားနဲ့အဆက်ပြောက်လေးတွေပျောက်သွားစေဖို့ပတ်တီးကင်တဲ့လူကထပ်ပြီးတော့ချောမုတ်အောင်ပတ်တီးကင်တွေပေးရပါမယ်။ပတ်တီးကင်လို့ခြောက်သွားရင်တော့ချောမုတ်သွားစေဖို့အတွက်ကော်ဘက်စားတာကိုလည်းပြုလုပ်ပေးရပါမယ်။ ဒီလိုအချမ်းနဲ့ဂီတာတစ်လက်ရလာပြီဆိုရင်တော့တက်ဆက်ထားတဲ့ fingerboard ကိုပြန်ဖြုတ်ပြီးဘားရိုက်ဖို့အတွက်နေရာစိတ်လေးတွေကို sketch ချတွက်ချက်ထားတဲ့အတိုင်းတာနဲ့စိတ်ပေးရပါမယ်။ဘားရန်အတွက်ကိုတော့တင့်မာသားနဲ့တင်းဝင်သားကိုသာအဓိကအသုံးပြုတာလည်းဖြစ်ပါတယ်။ sketch ချတွက်ချက်ပြီးဘားစိတ်ပေးသူကစိတ်ပေးပြီးဆိုရင်တော့ဘားရိုက်တဲ့သူက steeper ဒါမှမဟုတ်ကြီးဘားကိုအသုံးပြုပြီးအပိုလိုမရှိရိုက်ပေးရပါမယ်။ ဒီလိုရိုက်တဲ့နေရာမှာလဲကင်တွေအသုံးပြုသူတွေထိခိုက်မှုမရှိအောင်ကော်ဘတ်စားပြီးချိုးပေးရပါတယ်ဒီစစ်တွေပြီးပြီဆိုရင်တော့စေးရောင်တင်တဲ့အစီအမံရောက်ရှိပါတယ်စေအောင်တင်တဲ့နေရာမှာလဲမှာယူသူတွေစိတ်ချိုက်ဖြစ်စေဖို့နဲ့အသုံးပြုသူတွေအတွက်အမြင်မှာနှိမ့်ချစေဖို့အတွက်စိတ်ကူးစိတ်တန်ကောင်းမွန်စွာနဲ့ဆေးချေပေးရတာပါ။ ဒီလိုအချမ်းနဲ့အဆင်းနဲ့ဆေးရောင်ချေခြင်းအဆင့်တွေပြီးပြီဆိုရင်တော့ပါလာတဲ့အညစ်အကြေးတွေပျောက်ပြီးဂီတာတစ်လက်ဝင်းလက်သွားစေဖို့ကွန်ပေါင်းဆေးကိုအသုံးပြုကွန်ပေါင်းရှင်းရှင်းလုပ်ကြရပါမယ်အဲ့အချမ်းတွေကလည်းတစ်ဆင့်ဆေးရောင်တင်တာကွန်ပေါင်းရှင်းတာတွေပြုလုပ်ပြီးရင်တော့အသင့်ပြုလုပ်ပြီးသားဖြစ်တဲ့ finger bone နဲ့တွဲကပ်ပြီးတော့တွဲဆက်ပေးလိုက်ရပါတယ် ဒီနေရာမှာတော့ကျွမ်းကျင်သူကအထုပားကိုချိန်ညှိပြီးတော့ကတ်ပေးရတာပါဒီလိုအဆင့်တွေပြီးရင်တော့ကီးတွေကိုထပ်ထပ်မှာပါအတုံးပြတဲ့ကီးတွေမှာတော့ကော့ကီးနဲ့စတီကီးနှစ်မျိုးရှိပြီးတော့မှပြပကနေဝယ်ယူအတုံးပြရတာဖြစ်ပါတယ်။ ဥကတစ်ချိန်တော့အဲတရဥကောင်းကောင်းရနေကျွန်တော်တို့ကီးရထတာပေါ့တရဥကောင်းကောင်းရနေကီးတွေထွက်တယ်ဒီကီးတွေပမာပြီးတပြီလုံးမှရှိတဲ့ဂီတာလောကအကုန်လုံးကိုကျွန်တော်တို့ပြန်သွားတာပေါ့နော်ပြန်ဖြူတာပေါ့ဒီလိုနဲ့ပဲကျွန်တော်တို့သုံးခဲ့ရတာပဲအချိန်တော့လွန်ခဲ့တဲ့အနည်း20ကျော်ကျွန်တော်သုံးခဲ့ရတာပေါ့နော်အဲဒီမှာတော့ကီးတစုံမှ200 200ဝန်းကျင်ပေါ့နော်အဲ့တော့တရုတ်ကီးတစုံ1000ဝန်းကျင်ပေါ့ဆိုတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့ဒီတရုတ်ကိုလမ်းကြောင်းပွင့်သွားတာပေါ့လမ်းကြောင်းပွင့်သွားတော့ကျွန်တော်တရုတ်ကိုလမ်းကြောင်းပွင့်တော့စံကျယ်သမားတွေက ဝင်လိုက်ထွက်လိုက်နဲ့ပစ္စည်းတွေသေးလာတယ်အဲကျွန်တော်တို့ဂီတာသမားတွေကပစ္စည်းတွေမှားတယ်ပေါ့ဒီလိုနဲ့ပဲတရုတ်နိုင်ငံကနေပြီးတော့မှဒီဂီတာပစ္စည်းတွေအလွယ်တကူဝင်လာတဲ့အခါမှာအစောဆုံးကပြောတဲ့ကီးတစ်စုံကို200တန်းနေရာလဲအဲကျွန်တော်တို့လူသမားကားတွေကြောင်းတော့၎င်းဓာတ်စီဒီဇယ်မီတာကားတွေကြောင်းတော့၎င်းဈေးတွေတက်တာပေါ့ကုန်စည်နှုန်းကြောင်းအမျိုးမျိုးတက်တဲ့အခါမှာဈေးတွေကတော့မြင့်တက်လာတယ်800 900ဖြစ်လာတဲ့အခါမှာစောစောကပြောတဲ့တရုတ်ကီးတစ်စုံက1000လောက်က ဒီတိုင်းပဲငြိမ်းနေတာကိုဆိုတော့အခါမှာကျွန်တော်တို့ကဗမာကြီးကိုမတုံးတော့ပဲနဲ့တရုတ်ကြီးတွေပဲပြောင်းတုံးတယ်။ဒါကြီးတစ်ခုတည်းမဟုတ်ဘူးပေါ့။ကျန်တဲ့ டீ ဘားတွေပိုင်းလည်းအဲ့လိုပဲ டீ ဘားဆိုတာ fret တွေပေါ့ကျွန်တော်တို့ finger ဘုံမှာရိုက်တာတွေပေါ့။ဒါတွေလည်းဒီလိုပဲသူကဗမာပြည်မှာလုပ်နေတာကတော့ကျွန်တော်တို့ဘာလို့ဆိုတော့ကြီးဆိုလို့ချင်တဲ့ကြီးစစ်စစ်ကိုတုံးတာပေါ့။အဲ့ဒီအခါမှာအာတုံးထားတဲ့ပစ္စည်းကကောင်းတယ်။စက်မှုနည်းပညာအားနေတဲ့အတွက်ထွက်တဲ့အရေးအသွေးကအနည်းငယ်လိုအပ်ချက်ရှိတယ်။အဲ့ဒီမှာတရုတ်ကလာနေတာတွေကကျွန်တော်အဲ့လိုမဟုတ်တော့ဘူး။ စက်မှုနည်းပညာအားကောင်းတဲ့အတွက်သူတို့စီကပစ္စည်းတွေကကောင်းတယ်အဲ့တော့ဈေးနှုန်းနဲ့ငွေကွာမှုကိုလူတိုင်းမမြင်တော့ဘူးမမြင်တော့ဘဲနဲ့တရုတ်ကဝယ်ဝယ်တော့တယ်အဲ့တော့ဗမာဘားတွေအကုန်ပျောက်သွားတယ်တစ်ချိန်တော့ဗမာဘားဆိုတာလည်းအဲ့လိုပဲဈေးကွက်တစ်ခုလုံးကိုဗမာပြည်စုံကြီးသိမ်းပိုက်ထားတာပေါ့ကြေတာအတွက်လိုအပ်တဲ့ကီးတွေကိုတက်ပြီးပြီဆိုရင်တော့ကြိုးတက်ဖို့အတွက်နောက်ကနေ brake ခုံကိုတက်ဆင်ပေးရမှာပါ brake ခုံကိုလည်းပြုတ်လုပ်တဲ့သူကစကေးချတွက်ချက်ပြီးတော့ပြုတ်လုပေးထားရတာပါ ဲ့ဒီလိုမျိုးအစစ်စင်ကိုအသေးစိတ်အချင်းယူပြီးဖန်တီးလာခဲ့တဲ့ဂီတာတစ်လက်ရဲ့တာယာနာပြောပေါ်ရအတန်ထွက်လာဖို့အတွက်ကြိုးတက်ဆင်ခြင်းကိုထပ်မံပြုလုပ်ရပါဦးမယ်။အစင်တိုင်းဟာမြင်နေရသူတွေအဖို့တော့လွယ်တယ်ထင်ရပေမဲ့အစကောင်းမှအနှောင့်တေချာဆိုလိုအစကလည်းအဆုံးထိတိုင်အောင်ကျွမ်းကျင်ပိုင်နိုင်မှုရှိမှသာအကောင်းဆုံးဖြစ်လာမှာဖြစ်ပါတယ်။ ူကဂီတာတစ်လုံးလုံးကကျွန်တော်တို့အရေးမကြီးတဲ့အပိုင်းရယ်လို့မရှိပါဘူးအကုန်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ကစတင်ပြုလုပ်စဉ်ပေါ့လေအကျန်းတယ်မှာကလေးကအရေးကြီးတဲ့အပိုင်းကြီးပါနေပြီဆိုဆိုကကျွန်တော်ပြောခဲ့တယ်မမြင်ရဘူးမမြင်ရဘူးဆိုတော့အပိုင်းကြီးမှာကအိမ်မနာအရေးကြီးတယ်ဒါဂီတာတစ်လုံးမှာဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်လေးဘိုင်းဆေးဘိုင်းဒီလေအခုခင်မှာတော့ဘာပြောပြော ဟိုလှပ်ပါမှုကိုလည်းတံပိုးထားလာကြတယ်လူတွေကအစောကျကျွန်တော်စေးပိုင်းလည်းအရေးကြီးတာပဲနောက်ပိုင်းတော့ကျွန်တော်တို့ကဘာလို့ဆိုတော့ဒီ final city လို့ခေါ်တယ်အတန်ဆမ်းမဲ့အပိုင်းဒါလည်းကျွန်တော်တို့အင်မတန်အရေးကြီးတာပေါ့လေနော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဘာကိုအဓိကထားတော့ဆိုလို့ရှိရင်တော့အရေးမကြီးဆိုတဲ့အပိုင်းကတော့မရှိဘူးဒါပေမဲ့အဲ့ဒီထဲမှာမှအားလုံးပြည့်စုံနေပါတယ်ဆိုလည်းဂီတာတစ်လုံးမှာပို့ပြီးအရေးကြီးတာတော့ဂျူနင်လို့ခေါ်ပါတယ်ဂျူနင်ကတော့ကျွန်တော်တို့အသက်လိုပဲသဘောထားတယ်ဟုတ်လားဟိုဘလောက်ကြီးပဲကောင်းအောင်လှုပ်ထားလှုပ်ထားလှုပ်ထားအတန် ွတ်တီမမှန်တော့ဘူးဆိုလို့ရှင်တော့ဒီကတာတလုံးကတန်ဖိုးမရှိတော့ပါဘူးဆိုတော့ကျွန်တော်တို့ဒီအတန်အတွက်ကိုအရေးကြီးတယ်အတန်အတွက်ဆိုတဲ့နေရာမှာအဓိကပြောချင်တာကကျူနင်ကိုပြောချင်တာပေါ့နော်ကျူနင်ဆိုတော့လက်ကွက်တွေပေါ်မှာရှိနေတဲ့ဘားတွေကားနေပြီးထွက်တဲ့ note တွေဟာမှန်နေဖို့အရေးကြီးတယ်တခါအဲ့ဒီအောင် note တွေမှန်နေရုံနဲ့မပြီးသေးဘူးကျွန်တော်တို့တိခတ်သူ player တယောက်ဟာတိရောမှာပဲ TD ဘယ်မှာပဲ TD လမ်းမှာပဲ TD တိကျနေရမှာဒီပေါ်ပါမှုရှိရမယ် ျွန်တော်လက်ကွက်လေးကိုနှိမ့်ရတဲ့အရာသာပေါ်ပါရမယ်တိခဲနဲ့ထွက်လာတဲ့အတန်တလေးဟာလွင်းနေရမယ်ဆိုဒါလေးတွေကကျွန်တော်တို့အဓိကထားတဲ့အလေးထားတဲ့အချက်လေးတွေပေါ့နော်အရေးမကြီးတဲ့အပိုင်းတော့မရှိဘူးအဲ့ဒီမှာမှအရေးကြီးတဲ့အပိုင်းကိုချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဆက်စွာကျူနင်းတဲ့အသက်ဖြစ်တယ်ဒါကိုကျွန်တော်တို့အထူးအလေးထားပါတယ် ဂီတာတလက်ဖြစ်ဖို့နဲ့အကောင်းဆုံးတိခတ်နိုင်ဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေပေါင်းဆက်ဖန်တီးထားမှုရဲ့ရလဒ်တွေကတော့ဇင်းနဲ့မှာကျင်းနုပြီးပီလိဖြစ်မိတယ်ဟာဒီဂီတာကငေါဆန်ဂီတာပါလားနော်ငေါဆန်ဂီတာပါလားငေါဒီဂီတာငေါထုတ်တာအဲ့လိုနေမဟုတ်ဘူးတပင်းဂီတာပြီးနေမြင်တယ်စိတ်ထောင်ပြောရှင်းတယ်မဟုတ်ဆိုတော့ကိုကဒီဂီတာနော်ထောင်းလို့တဲ့လူဆိုတော့ ကတသမားတယောက်ကိုတွေးလို့ရင်ဒီသမားတယောက်ကိုတွေးလို့ရင်ရင်ထဲမှာအရန်ပြောရှင်တယ်သူတီးနာကိုနဲ့မသိလဲသူ့ကိုကြည့်ပြောကိုယ်ပြောရှင်မြေချင်နူးမိတယ်ဘောတော့အော်မောငါတို့ထုတ်လို့တဲ့ကတလို့သူတို့တွေနော်သူသုံးဆွဲတာပေါ့လေအဲ့နူးကြီးကစားရင်ထဲမှာပိတိဖြစ်မိတယ်ရင်လည်းချင်နူးမိတယ်အဲ့လိုဟုတ်တယ်ဘောတော့သူသုံးဆွဲလူစောင့်ဝင်လမ်းကိုများလေကျွန်တော်ဘက်ကလည်းထုတ်လို့မှုအားရှိလေပေါ့လေ တို့တွေရဲ့ပေါင်းဆက်ဖန်တီးမှုနဲ့တို့တွေရဲ့အမှုပညာတွေဟာဥမတွေမကတီလာပါစောင့်နိုင်လောက်အောင်တမဟာအစည်းအဝါကြတဲ့ပျော်ရွှင်ဖြစ်တင်းမှုတွေကိုပါပေးစွမ်းနိုင်တဲ့အရာတွေပဲဖြစ်ပါလိမ့်။စကိုင်းမြို့မှာလောက်ကိုင်းပြီးတော့အများစုထွက်ရှိတဲ့ဂီတာတွေကိုနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြဲကြဲပြက်ပြက်ရောင်းချနေကြသလိုမာယူတွေအတွက်လည်းအကောင်းဆုံးဖန်တီးပေးနေခြင်းကတို့ရဲ့အဓိကစူးစမ်းမှုပြရောက်တစ်ခုဖြစ်ပါလိမ့်။ထူးခြားမှုအနေနဲ့ကတော့ပုံမှန်ထုတ်လုပ်နေတဲ့ကြိုးတက်ဒုရီယာတွေဖြင့်ခရီးစည်းကြောင်းရလည်း တိုးတက်ထုတ်လုပ်မှုတွေရှိပြန်ပါတယ်။ကတားတော့ကိုမျိုးမျိုးရှိတယ်မျိုးမျိုးဆိုတာအဆဆပေါ့လေဆဆဆိုတာကိုနောက်ဆိုရင်ကတားရလုံးလုံးထွက်လာအဲ့မျိုးလုံးထွက်တဲ့ကတားနဲ့လည်းကိုဖန်နဲ့ထုံအောင်ကိုရဲ့အိုင်ဒီယာနဲ့လည်းကိုတို့မိပြွယ်နဲ့လည်းကိုဖန်တီးနောက်အောင်အဆဆပေါ့လောရတာပေါ့ရိုးဟော်လိုအိုးဆိုရင်တော့ကိုကျွန်တော်တို့ ျွန်တော်ရှိပေလေးပြထသားကိုနော်လီစိတ်ကိုလိုဂင်နဲ့ဒူနော်အပိကရောခွေသုံးတဲ့တော်တော်ပါပါပြီးမှခွေလို့ရပါလေခွေလို့ရရဆိုတော့သူဟောလို့ဥကကြတော့သူကဟိုဘလို့ဘာဘာကွာဆိုတော့ဒီကျွန်တော်ဒီဘေးဘက်မှာလဲပင်စက်နောက်ဆက်လေးရှိတယ်ပြကြတော့ပေါ်ဝေါ်အဖုံလေးရှိတယ်နောက်တန်းရှိတယ်နဲ့ရှိတယ်အဲ့ဒီထွေးဥကကြတော့သူဘာလဲကွာလဲဆိုတော့ထွေးဥကကြတော့အသားလုံးကြီးကိုထွင်းရတာတောင်းထွင်းလို့ကြတော့သူ့မှာကဘာမှဘလို့ပေါ့ကောအား သုံးမရှိဘူးဘူသူကရှေ့မင်းနဲ့ဖုံးပါပဲတန်းလေးနဲ့ဟောပဲရှိရဲအဲ့ဒီအဲ့ဟာဘာကွာလဲဆိုတော့အနံမဲမှာကြတော့ပို့ပြီးတော့ဥဒဏ်လည်းကောင်းတယ်ဂီတာအနေနဲ့ကတော့ဟောလူဂီတာရှိမယ်နော်အလက်ထရစ်ဂီတာလည်းမှားတာရှိပါတော့အလက်ထရစ်ဂီတာရှိတယ်ငါကျွန်တော်တို့မက်ဒလင်ရှိမယ်တယောရှိမယ်ဒါကတော့ဟိုထုတ်လုပ်နေတဲ့ဒူရီယာအနေနဲ့ပြောပြတာပါနော်ဟိုမက်ဒလင်ထုတ်တယ်တယောထုတ်တယ်ကျွန်တော်တို့ပင်ဂျိုထွက်တယ်နောက်ဆုံးကျွန်တော်ပလွေးထုတ်တယ်ပေါ့နော်ကျွန်တော်ကကျွန်တော်တို့အခုနောက်ပိုင်းဆိုရင်ကတော့ကျွန်တော်တို့ဘာပေါ်လာလဲဆိုတော့ယူကလီ ဆိုတဲ့ဒူရီယာလေးပေါ်လာတယ်ဒီဂျီကလေးဆိုတဲ့ဒူရီယာပေါ်လာဒီဒူရီယာလေးကကျိုးလေးကျိုးတဲ့တက်ထားတယ်ချစ်စရာလည်းကောင်းတယ်အတန်ဒွက်လေးလည်းလှတယ်တခါကျွန်တော်တို့ပြီးတော့ပိုးကျိုးနဲ့တက်ထားတာဖြစ်တဲ့အတွက်အတန်တက်ကလည်းကျွန်တော်တို့တာမန်ရိုးရိုးကြတိုင်းနဲ့မတူဘူးဆိုတော့သူဒီတိခတ်မှုလည်းအင်မတန်များပြားလာတယ်ပေါ့နော်သူကတော့1880လောက်မှာစပြီးတော့မှသူဒီအအတုံးများလာတယ်ပေါ်ပေါ်ထွန်းလာကြတယ်ပေါ့နော်ဟိုဟာကျွန်တော်တို့သူ့ကိုတော့ဟာဝိုင်ခေတ္တလိုလည်းခေါ်ကြတယ်တော်တော်ညာလည်းပဲတကယ်တမ်းကျွန်တော်သူကပေါ်တူဂီကအစတယ် ပေါ်တူဂီးယားစတယ်ဟာဝိုင်မှာသွားပြီးတော့မှထင်ရှားသွားတဲ့သဘောပေါ့နော်နောက်တော့ဂျပန်စသဖြင့်တခြားနိုင်ငံတွေအများကြီးကိုကျေပြန့်သွားတာပေါ့လေဆိုတော့1880လောက်မှာသူဒီအတော်လေးကိုထင်ရှားလာခဲ့တဲ့သဘောရှိတာပေါ့နော်ဆိုတော့ကြတော့ကျူကတော့လေကျူတက်ပါတယ်သူတာမန်အားဖြင့်တော့သူဒီအမျိုးအစား site လေးတွေ၄မျိုးရှိတာပေါ့နော်တာမန်အားဖြင့်တော့၄မျိုးရှိတယ်ကျွန်တော်တို့အတုံးများတော့ဒီ site လေးတုံးများတယ် တာလုပ်ငန်းတွေဟာဟိုးခေတ်တွေကလက်မှုပညာရုပ်တွေကိုအခြေခံပြီးထုတ်လုပ်ခဲ့ရခြင်းဖြစ်ပြီးဤပညာတိုးတက်လာမှုတွေနဲ့အတူထုတ်လုပ်နိုင်မှုကလည်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။အရင်ကာလတွေတုန်းကတစ်နှစ်ကိုဂီတာ၅လုံးလောက်ပြီးတဲ့ဆိုရင်ဒီကနေ့ခင်မှာတော့၁၀လုံးလောက်ထိပြီးအောင်ထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ်။မိဘပြည်သူများခင်ဗျာအနာဂတ်ကာလတွေမှာဆက်လက်ထွက်ပေါ်လာအောင်မဲ့လူငယ်လူရွယ်ဂီတာချစ်သူတွေအကြားစကိုင်းဂီတာဆိုတာဟာမြန်မာပြည်ဂီတာလောကမှာခန့်ခန့်တက်တက်ရှိလို့နေပါတယ်။ ဂွာမာလာနိုင်ငံပေါင်းများစွာကနေရောင်းချလျက်ရှိတဲ့ကျိုးတဲ့ဒုရီယာအများပြားကိုဈေးကွက်အတွင်းဝယ်ယူရရှိနိုင်တယ်လို့မြန်မာနိုင်ငံပြည်တွင်းဈေးကွက်တွေမှာလည်းပဲနိုင်ငံခြားဖြစ်ဂီတာတွေထက်အရေးသွေးပိုက်မနှိမ့်ကြပဲနဲ့ဈေးနှုန်းတင့်တင့်မြတ်တာစွာနဲ့ဝယ်ယူနိုင်တဲ့ဒုရီယာဆိုင်များစွာရှိပါတယ်။အဲ့ဒီထဲကမှလက်ရပိုင်းဒေသကောင်းမှုမှုခိုင်ခတ်မှုနဲ့အတန်ထွက်ကောင်းမွန်တဲ့စကိုင်းမျိုးကဂီတာထုတ်လို့မှုအဆင့်ဆင့်ဂီတာထုတ်လို့သူတွေရဲ့ဘဝဂီတာတက်လက်ကပေးတဲ့ခံစားမှုရတာအနုပညာကို ပြည်သူများဘုဒ္ဓတရရှိစေဖို့ရိုက်ကူးတင်ဆက်လိုက်ရပါရခင်ဗျာ။